တစ္ဆာ၄ပါးဆိုတာဘာပါလဲတစ္ဆာ၄ပါးရဲ့အဓိပ္ပာယ်ကဘာတွေလဲဆိုတာကိုဒီကနေ့မှအကျဉ်းတဝန်ရှင်းပြပါမယ်ဗုဒ္ဓဘာသာဝင်တွေအတွက်တစ္ဆာ၄ပါးဟာအလွန်ကိုမအရေးကြီးတဲ့အခြေခံကျမ်းစာတစ်ခုဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကတစ္ဆာ၄ပါးကိုပထမဦးဆုံးတရားဖြစ်ကိုမှဟောကြားခဲ့ပါတယ်ဒီတရားတော်ဟာဗုဒ္ဓဘာသာရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးတော့ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်သဘောပေါက်ပြီးလွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုညွှန်ပြတဲ့တရားတော်လည်းဖြစ်ပါတယ်တစ္ဆာ၄ပါးဆိုတာဘာလဲ ။တစ္ဆာလေးပါဆိုတာဗုဒ္ဓရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးတော့ဓမ္မစကြာတရားတော်မှာပါဝင်တဲ့အချက်လေးချက်ကိုဆိုလိုပါရင်ဒီချက်တွေဟာဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်သဘောပေါက်ပြီးတော့လွတ်မြောက်ရလွတ်မြောက်ကြောင်ဖြစ်တဲ့နိဗ္ဗာန်ကိုညွှန်ပြတဲ့ချက်တွေပဲဖြစ်ပါရင်တစ္ဆာလေးပါကိုအောက်ပါအတိုင်းဖော်ပြပါရင်ဒုက္ခတစ္ဆာသမုဒိယတစ္ဆာနိရောဓတစ္ဆာမဂ္ဂတစ္ဆာဒီချက်တွေကိုလည်းအသေးစိတ်ရှင်းပြပါမယ်ဒုက္ခတစ္ဆာဒုက္ခတစ္ဆာဆိုတာဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်သဘောပေါက်တဲ့အချက်ဖြစ်ပါရင် ဗုဒ္ဓမြတ်စွာဘုရားရှင်ကဘဝဟာစင်ရမှုတွေနဲ့ပြည့်နှက်နေတယ်လို့ဟောကြားခဲ့ပါတယ်။ဒီစင်ရမှုတွေဟာမွေးဖွားခြင်း၊ပူခြင်း၊နာခြင်း၊သိခြင်း၊ချစ်သူနဲ့ခွဲခွာခြင်း၊မလူချင်တာတွေကိုကြုံတွေ့ရခြင်း၊လူချင်တာတွေမရခြင်းစတဲ့အခြေအနေတွေမှာဖြစ်ပေါ်တတ်ပါတယ်။ဒီစင်ရမှုတွေကိုနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။ဒုက္ခတစ္ဆာကိုနားလည်ဖို့ဆိုတာဘဝရဲ့မပြီးပြတ်တဲ့စင်ရဒုက္ခတွေကိုလက်ခံဖို့မဟုတ်ပါဘူး။ဒီစင်ရဒုက္ခတွေရဲ့သဘောတရားကိုသိမြင်ပြီးတော့ဒီစင်ရဒုက္ခတွေကနေလွတ်မြောက်ဖို့နည်းလမ်းကိုရှာဖွေဖို့ပါ။ ဒုက္ခတစ္ဆာကိုနားလည်ခြင်းဟာဘဝရဲ့အတိတ်ပဲကိုရှာဖွေတဲ့ပထမဦးဆုံးအဆင့်ဖြစ်ပါတယ်။နံပါတ်1သမုဒ္ဒရာတစ္ဆာသမုဒ္ဒရာတစ္ဆာဆိုတာကတော့ဆင်းရဲဒုက္ခတွေရဲ့အကြောင်းရင်းကိုနားလည်သဘောပေါက်တဲ့အချက်ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကဆင်းရဲဒုက္ခတွေရဲ့အကြောင်းရင်းဟာတဏှာ၊လူကျင်မှု၊ဒေါသ၊ဒေါသထွက်မှု၊မောဟ၊မိုင်မဲမှုတို့ကြောင့်ဖြစ်တယ်လို့ဟောကြားခဲ့ပါတယ်။ဒီတဏှာဒေါသမောဟတွေဟာလူတွေကိုဆင်းရဲဒုက္ခတွေထဲကိုရောက်စေတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။တဏှာဆိုတာလူကျင်မှု၊တွေ့တောင်မှုတွေဖြစ်ပြီးတော့ ဒေါသဆိုတာဒေါသထွက်မှုစိတ်ဆိုးမှုတွေလည်းဖြစ်ပါရင်မောဟဆိုတာကတော့မတိနာမလဲမှုမိုင်မဲမှုတွေပဲဖြစ်ပါရင်ဒီရရီဟာလူတွေကိုဆင်းရဲဒုက္ခတွေတဲကိုရောက်စေတဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါရင်ဒါကြောင့်မလို့ဒီတဏှာဒေါသမောဟတွေကိုဖျောက်ဖျက်ဖို့လိုအပ်ပါရင်နံပါတ်3ကတော့နေရတာတစ္ဆာနေရတာတစ္ဆာဆိုတာဆင်းရဲဒုက္ခတွေကိုလွတ်မြောက်နိုင်တဲ့အချက်ဖြစ်ပါရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကဆင်းရဲဒုက္ခတွေကိုလွတ်မြောက်နိုင်တဲ့နိဗ္ဗာန်ဟာရှိတယ်လို့ဟောကြားခဲ့ပါရင် နိဗ္ဗာန်ဆိုတာဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ပြီးတော့ငြိမ်းချမ်းမှုကိုရရှိတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက်တဏှာဒေါသမောဟတွေကိုဖျောက်ဖျက်ဖို့လိုအပ်ပါတယ်။និရောဓတစ္ဆာကိုနားလည်ခြင်းဟာဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်တဲ့နည်းလမ်းကိုသိရှိခြင်းဖြစ်ပါတယ်။ဒီချက်ဟာဗုဒ္ဓဘာသာရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့နိဗ္ဗာန်ကိုရရှိဖို့ကိုလက်ညွှန်ပေးပါတယ်။နံပါတ်၄ကတော့မဂ္ဂတစ္ဆာ။မဂ္ဂတစ္ဆာဆိုတာဆင်းရဲဒုက္ခတွေကိုလွတ်မြောက်နိုင်တဲ့လမ်းစဉ်ကိုနားလည်သဘောပေါက်တဲ့အချက်ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ကဒီလန်းစဉ်ကိုမက္ကင်၈ပါးလို့လည်းခေါ်ဆိုပါ යි ။မက္ကင်၈ပါးဆိုတာကတော့အောက်ပါတိုင်းပဲဖြစ်ပါ යි ။တမာဒိဋ္ဌိမှန်ကန်တဲ့အမြင်တမာတင်ကပါမှန်ကန်တဲ့ကြံစီမှုတမာဝါစာမှန်ကန်တဲ့စာသာတမာကမ္မတာမှန်ကန်တဲ့အလုံးတမာအာစီဝါမှန်ကန်တဲ့အတတ်မွေမှုတမာဝါယမမှန်ကန်တဲ့အာထုံမှုတမာတတိမှန်ကန်တဲ့တတိတမာတမာတိမှန်ကန်တဲ့တည်ခြင်းမှုဒီမက္ကင်၈ပါးကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကိုလွတ်မြောက်နိုင်ပါ යි ။ မကတစ္ဆာဟာဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ဖို့လမ်းညွန်ပေးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာမှာလည်းတစ္ဆာ၄ပါးတရားတော်တွေကိုလက်တွေ့ကျင့်သုံးတဲ့အခါမှာမှားယွင်းတဲ့ကျင့်သုံးမှုလေးတွေလည်းရှိပါတယ်။ဘလို့မှားယွင်းမှုလေးတွေလဲဆိုတာကတော့ဒုက္ခတစ္ဆာကိုရှုမှတ်တဲ့အခါမှာလည်းဘဝကဆင်းရဲဒုက္ခပဲလို့အပြည့်သဘောဆောင်တဲ့အမြင်နဲ့တွေးထင်မိကြပြီးတော့ဘဝမှာနေထိုင်ရတာကိုစိတ်တက်ကြအောင်လို့လုပ်မိတတ်ပါတယ်။ဒါကြောင့်မလို့လက်ရှိဖြစ်ပေါ်နေတဲ့အရှိတရားတွေကိုလက်မခံနိုင်ဖြစ်ပြီးတော့ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုလစ်လျူရှုတတ်ကြပါတယ်။နမနဲ့တမောတရားတစ္ဆာကိုမှားယွင်းကျင့်သုံးခြင်း ဒါကတော့တတ်မှတ်မှုကိုအလွန်မင်းဖျောက်ဖျက်ရန်စူးစမ်းခြင်းပါတမိုဒီယာတစ္ဆာကလူချင်းတတ်မှတ်မှုတွေကိုအလွန်မင်းဖျောက်ဖျက်ဖို့အတွက်ကိုစူးစမ်းခိုင်းတယ်လို့တွေးထင်မိတတ်ကြပြီးတော့ကိုကိုကိုညှဉ်းပန်းနှိပ်စက်တတ်ကြပါတယ်နောက်ဆုံးမှာတော့တတ်မှတ်မှုတွေကိုလုံးဝမထိန်းချုပ်ပဲနဲ့လှည့်ထားပြီးတော့ဆင်းရဲဒုက္ခတွေကိုပုံမပွားများစေတတ်ကြပါတယ်နံပါတ်3ညောရတစ္ဆာကိုမှားရင်ကျင့်သုံးခြင်းဘဝရဲ့ရှိတရားတွေကိုလုံးဝညှင်းပယ်ပြီးတော့လောကီပျော်ရွှင်မှုတွေကိုရှောင်ရှားဖို့စူးစမ်းတတ်ကြပါတယ် ဒါပေမဲ့လို့ပူထူးစဉ်လူသားတော်တော်များများကကိုရင်းမှရှိတဲ့ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုကိုရှာဖွေတတ်ကြတာမဟုတ်တော့အပြင်ဘက်ကပျက်စီးတွေလူတွေကိုရုတ်တရက်ကြီးကိုမှခွဲခွာလာရတဲ့အခါမခံမရနိုင်ဖြစ်ပြီးတော့ဆီစဉ်ရတတ်ကြပါရင်နံပါတ်၄ကတော့မကတက်စာတရားကိုမှားယွင်းကျင့်သုံးခြင်းပဲဖြစ်ပါရင်လမ်းစဉ်၈ပါးကိုအလွန်အဆုံရောက်စွာကျင့်သုံးပြီးတော့ကိုရောက်ချင်တဲ့မဉဏ်ဖုန်ညာရှိရာလမ်းထဲကိုမှဝေဒတဲ့ကိုမှဝေသွားကြပါရင်နောက်ဆုံးမှာတော့မကင်တစ္ဆာကိုလစ်လို့ရှုပြီးတော့ဘဝကိုမှန်ကန်စွာဖြတ်တန်းနေထိုင်ဖို့အတွက်ကိုမှမကြိုးစားကြတော့တာပဲဖြစ်ပါရင် အချင်းချုပ်အားဖြင့်ဆိုရင်တော့တစ္ဆာလေးပါးဟာဗုဒ္ဓဘာသာရဲ့အခြေခံကျမ်းစာဖြစ်ပြီးတော့ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်သဘောပေါက်ပြီးလွတ်မြောက်ရလွတ်မြောက်ကြောင်းကိုညွှန်ပြတဲ့တရားတော်ပဲဖြစ်ပါရင်ဒီတရားတော်ကိုနားလည်သဘောပေါက်ခြင်းဖြင့်လူတွေဟာဘဝရဲ့အထိပယ်ကိုနားလည်သဘောပေါက်ပြီးတော့ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်နိုင်ပါရင်တစ္ဆာလေးပါးကိုလက်တွေ့ကျအောင်လို့အသုံးချခြင်းဖြင့်လူတွေဟာလေဘဝရဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နိုင်ပြီးတော့လွတ်မြောက်ရလွတ်မြောက်ကြောင်းကိုလည်းရှာဖွေတွေ့ရှိနိုင်ပါရင် ဒီတရားတော်ဟာဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့အလွန်ကုန်မှအရေးကြီးတဲ့တရားတော်ဖြစ်ပြီးတော့ဘဝရဲ့အထိပ္ပယ်ကိုနားလည်သဘောပေါက်စေတဲ့တရားတော်ပဲဖြစ်တာကြောင့်လိုင်းလည်ကျင့်သုံးဖို့ကိုလည်းကျွန်တော်ကတော့ဒီနေရာကနေမေတ္တာရှိထားပြီးတော့အမှားပါလိုက်ရပါတယ်ခင်ဗျာ။